ဆရာနာရှင်စနဲ့မြေပြက်ရေးတိုက်ပွဲမှာမြေပြင်ရှုံးနေမှုတွေရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာဝေဟင်ကနေနီမျိုးစုံတိုက်ခိုက်မှုတွေကိုတုံးမြင့်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေနဲ့စီဒီအန်တပ်အသိုင်းဝင်းကတံတွင်တိုင်းကိုပြောပါရီအာနာသိမ့်မှုအတွင်းတနိုင်ငံလုံးနီးပါးမှာရှိတဲ့စိုးမိုးနယ်မြေတွေကမြို့ပေါင်း65မြို့ကိုစစ်ကောင်စီလက်လွတ်ထားရပြီးဒေသတွင်းလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့တော်လိုင်းရေးအဖွဲ့တွေကထိန်းချုပ်ထားတာပါမြေပြင်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်ရေးရောစိတ်ဓာတ်ရေးရပါအရေးနိမှုတွေဇက်တိုက်ကြုံနေရတဲ့အတွက် လက်လွတ်ထားတဲ့နေမျိုးတွေမှာတံပြန်တိုက်ဆက်မဆင်နိုင်သေးပါဘူး။ဒီအတွက်လေရင်အုံပြုတ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်ကောင်စီဟာလက်ရှိမှာ drone စစ်စင်ရေးအပြင် parameter လို့ခေါ်တဲ့စက်တက်လေတီးတွေနဲ့ဗုံးကျဲတိုက်ခိုက်တာတွေလှုပ်လာနေတာပါ။လနဲ့ကိုင်းတော်လန်ကြီးလှုပ်ရှားမှုအကောင်းတဲ့စကိုင်းတိုင်းမှာစစ်ကောင်စီကစက်တက်လီဒီတွေကိုစတင်အုံပြုပြီးဘုံကျဲတာတွေလှုပ်လာနေပြီလို့ဒေသခံတူကတန်ွင်တိုင်းကိုပြောပါတယ် ခုကတော့ဆက်တဲ့လေကြီးတွေကျွန်တော်တို့စပြီးတော့ကျွန်တော်တို့ဘက်ကစပြီးတော့တုံနေပြီပေါ့နော်အဲဒီနေ့မနေ့လဲဒါကြေချာသွားတာရှိတယ်ဗျဒီဆက်တဲ့လေကြီးနဲ့ပဲပေါ့နော်အဲဒီတော်တော်များများတော့ခုနောက်ပိုင်းတော့ကျွန်တော်တို့ဒီဘုံခိုခြင်းတွေပေါ့နော်ဘုံခိုခြင်းတွေတော်တော်များများကိုဒါကျွန်တော်တို့ဒီပြင်ဆင်ရတာတွေရှိရပေါ့နော်အရင်တက်ကိုဘုံခိုခြင်းတွေပို့ပြီးတော့ကျွန်တော်ပြင်ဆင်ရတာမျိုးတွေဒါရှိလာတယ်ဗျဒီခုဒီဆက်တဲ့လေကြီးကတော့တော်တော်လေးကျွန်တော်တို့တော့အနေအများတဲ့အနေထားတော့ရှိတယ်ဗျ အဲသူကတော့ဒီခုလက်ရှိတော်တော်လေးသူတို့စစ်ကောင်စီကတော့တော်တော်လေးသုံးဝင်တယ်လို့ပြောရမှာပေါ့နော်အဲသူတို့ကဒီကုန်ကြစိတ်နဲ့ပြီးတော့အဲဒီလိုမျိုးကျဲချတာတွေပေါ့နော်အဲသူတို့လေရင်လည်းလာလိုက်လို့ဆက်သက်လေရင်လည်းလာလိုက်တော့ရှိတယ်ပြကျွန်တော်တို့ဘက်မှာတော့ စက်တက်လီရီရဲ့လှုပ်ဆောင်နိုင်စွမ်းနေနဲ့ဘယ်အတိုင်းတာအထိပြန်တန်းနိုင်လဲဆိုတဲ့အချက်လက်တွေကိုရရှိထားပြီးကြိုတင်ပြင်ဆင်နိုင်ဖို့တော်လိုင်းရဲ့အဖွဲ့တွေကိုဖြန့်ဝေထားတယ်လို့သူကဆက်ပြောပါတယ်။စကိုင်းတိုင်းလိုပဲတော်လိုင်းရဲ့အဖွဲ့တွေလှုပ်ရှားမှုအကောင်းနဲ့မကွေးတိုင်းမှာလည်းဖေဖော်ဝါရီ23ရက်နေ့ကဇေတုဒ္ဒရာမြို့နယ်မိုးညင်းကြီးရွာကိုစစ်ကောင်စီကစက်တက်လီရီနဲ့ဘုံကျဲခဲ့တာကြောင့်အရက်သားရှိဦးတေဆုံးခဲ့ပြီး၅ဦးဒဏ်ရာရရှိခဲ့ပါတယ်။ညာလင်းတဲ့သူစစ်တနာအဖွဲ့ရဲ့အစီရင်ခံစာအရ 2021ဖေဖော်ဝါရီကနေ2024ဒီဇင်ဘာအထိနိုင်ငံတွင်းစစ်အုပ်စုကလူ9ဦးနဲ့အထက်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်အနည်းဆုံး359ခုကိုကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီကျူးလွန်မှုတွေကြောင့်ရှက်သားပြည်သူ3490နီးပါးတပ်ဖြတ်ခံခဲ့ရပြီးဖြစ်စဉ်နဲ့တိုက်စုံမှုတွေရဲ့ထောက်ဝက်ကျော်ဟာမြန်မာနိုင်ငံအလဲပိုင်းစကိုင်းဒေသမှာဖြစ်ပွားခဲ့တယ်လို့စီရင်ခံစာကဖော်ပြထားတာပါ။အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေထဲမှာလေကြောင်းအုံပြုတ်တိုက်ခိုက်တာ၊ဒရုန်းပုံကျဲချတာ လက်နက်ကြီးပစ်ခတ်တာစစ်ကြောင်းထိုးဝင်ရောက်စဉ်ပစ်ခတ်တပ်ဖြတ်တာနဲ့နှစ်ဖက်တိုက်ပွဲအတွင်းတိစုံတာတို့ပါဝင်ပါလေလေတက်ကနေတက်ချက်ကြီးအစ်စစီရီယံပြုတ်လုခဲ့တဲ့ကိုစီယာကအုတ်ချုပ်တဲ့အဖွဲတွေကအများပြည်သူခိုလုံလို့ရတဲ့ဘုံခိုချင်းတွေတူးပေးရမှာဖြစ်ပြီးတော်လိုင်းရေးအဖွဲတွေကပင်မရင်းမြစ်တွေကိုခြေမုံ့ဖို့လိုအပ်တယ်လို့သုံးသပ်ပါတယ် အဓိကတော့ကျွန်တော်တို့စစ်ကောင်စီကိုသူတို့တိုက်ရိုက်ကိုအဓိကသူတို့ရဲ့ပင်မအဓိကကြားတဲ့ကာကွယ်ပစ္စည်းဆိုင်ရုံနေဒီကပ္ပစားတွေဒီလေရင်ပုံထုတ်တဲ့ကပ္ပစားတွေကပ္ပစားတွေပြီးတော့လေတက်တွေကိုအဓိကဝူတီဗီဒေါ်လိုင်းတစ်ဖွဲ့တည်းကခြေမုံမှပဲဒီပြဿနာတွေကအေးမှာပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီလေချောင်းကာကွယ်ရေးအတွက်လှုပ်လာတာတွေလည်းများနေပြီဆိုတော့ ဟိုစုံလဲစုံနေပါပြီခုကျွန်တော်ပြောထားတဲ့ဟာတွေအကုန်လုံးကလည်းသူတို့ပြည်သူတွေတော်လိုင်းတက်ဖွဲ့တွေအကုန်လုံးပြီးသားဖြစ်နေပြီဗောနော်အဲ့တော့ကျွန်တော်တို့ကနောက်ဆုံးသူတို့ကပင်မအရင်မြစ်ကိုဖျက်တောင်းမှာပဲဖြစ်တော့ဒီလုံးလုံးပဲအန်ဒီရဲ့ခင်းမှလို့ပဲယူဆပါတယ်2023နှောင်းမင်းကစပြီးစစ်တပ်အရှိတ်ကိုထိုးနှက်ခဲ့တဲ့ ညီနောင်မမိတ်သုံးဘွယ်ရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်း draw အသုံးပြုတိုက်ခိုက်မှုတွေကြောင့် pass scan တွေဇက်တိုက်လက်လွတ်ခဲ့ရတယ်လို့စစ်ကောင်စီကဝန်ခံထားတာပါဒီအတွက်ပြောင်းလဲလာတဲ့စစ်နည်းပြူဟာအရ draw စစ်စင်ရေးတွေကိုမဟာပြူဟာကြကြအကောက်ခွဲသွားမယ်လို့ထုတ်ပြောခဲ့ပြီးနောက်ပိုင်း2024စောပိုင်းကစပြီးဝေဟင်ကနေတံပြန်မှုတွေတိုးမြင့်လှုပ်ဆောင်ခဲ့ပါသည်။တော်လန်ရဲ့ဖွဲ့တွေလှုပ်ရှားတဲ့နေရာတွေနဲ့ထိချုံနယ်မြေတွေကိုစစ်ကောင်စီကလေယာဉ်နဲ့ drone တွေအသုံးပြုပြီးလေကြောင်းကင်းထမှုတွေလုပ်ခါဝေဟင်ကနေပုံကျဲတိုက်ခိုက်တာတွေလုပ်လာတာပါ။ လက်ရှိမှာလည်းတိုက်လေရင်တွေထက်ကုန်ကျစရိတ်များစွာတက်လာတဲ့စက်တက်လီဒီတွေနဲ့ရုံးစစ်စင်ရေးတွေကိုရှေ့တန်းစစ်မြေနာတွေအထိစစ်ကောင်စီကတွင်းတွင်းကြဲကြဲအသုံးပြုလာနေပါတယ်။ဖေဖော်ဝါရီ24ရက်နေ့ကပဲခူးတိုင်းဗရောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ညောင်ကျိုးတက်စကန်မကြရေးလေကြောင်းပစ်ကူပေးနေတဲ့စက်တက်လီဒီနှစ်စီးနဲ့ဒရုန်းလေးစီးထက်မင်းလေးကိုအေအေနဲ့ပူးပေါင်းဖွဲ့တွေကပြစ်ချနိုင်ခဲ့တယ်လို့သတင်းတွေကဖော်ပြပါတယ်။ ကိုစီရကတော့လေရင်ထက်ဆက်တက်လေကြီးတွေကိုတုံးဖို့စစ်ကောင်စီကတက်တွင်းထဲမှာညွှန်ကြားထားပြီးအားနည်းချက်တွေလည်းများစွာရှိနေတဲ့အကြောင်းအခုလိုရှင်းပြပါပါတယ်။ဟုတ်နော်ဒီကောင်လေးရဲ့အားသာချက်ကလည်းအများကြီးရှိတယ်။ဒါပေမဲ့အားနည်းချက်ကတော့ဒီကောင်လေးကဘာကာပါမှမရှိလင်းမင်းရမှလင်းရကာပါသေးပါတယ်ရှိတယ်။ကျွန်တော်တို့ပြစ်လို့ရှိရင်လူဝထားရမထည်ဘူးဒီကောင်လေးကတောင်းတန်းအောင်ကျွန်တော်တို့အောက်ကဖိုင်ဆယ်ပေါင်းကောင်းတဲ့ဒါပြန်ပြီးပြစ်နိုင်မယ်ဆိုဒီကောင်လေးက အနည်းငယ်နေပြီးတော့ဒီဒရော်ဘုံကိုသူတို့ပြစ်ချမယ်ဆိုရင်လေဒီလေတိုင်နှုံးတွေပါနေတဲ့အဲ့ဘုံကသူတို့လိုချင်တဲ့နေရာမရမှာမဟုတ်လွင့်ဟိုတယ်ဟိုလွဲမှာပဲဗျာအဲ့တော့သူတို့ကပြစ်မှတ်ကိုထိချင်အောက်ကိုနှိမ့်ဆင်ရမယ်နှိမ့်ဆင်ပြီးမှချတယ်အဲ့လိုနှိမ့်ဆင်ချတဲ့အချိန်မှာကျွန်တော်တို့ဘက်ကကောင်းကောင်းပြစ်နိုင်လို့ရှိလို့ရှိရင်ဒီကောင်လေးထိမှာဘာလို့ဆက်သနတ်နဲ့ဟိုလင်းမှာလို့ဆက်သနတ်ကြီးတက်ပြီးဆက်သနတ်ကြီးလိုက်ပြစ်လို့လည်းတိတ်ဆင်မပြေဘူး ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာ drone အပါဝင် electronic စစ်ဆင်ရေးနဲ့လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့တရုတ်နည်းပညာကုမ္ပဏီကြီးတွေနဲ့စစ်ကောင်စီရဲ့ကာကွယ်ဝန်ကြီးတို့ဆွေးနွေးထားကြတာပါ။တစ်ဖက်မှာ drone စစ်ဆင်ရေးအတွက်လိုအပ်တဲ့နည်းပညာတွေနဲ့စက်ပစ္စည်းတပ်ဆင်ရေးအတွက်တရုတ်နိုင်ငံမှာတင်နန်းသားဆင်လွတ်တာတွေရှိတယ်လို့ drone တပ်ဖွဲ့ဖွဲ့တာလည်းရှိနေတယ်လို့ CDN တပ်တိုင်ဝမ်နဲ့တော်လိုင်းအဖွဲ့တွေကပြောဆိုကြပါတယ်။စစ်ကောင်စီကတိုက်ခိုက်ရေးလေယာဉ်တွေမှာတုံးလေးရှိတဲ့အပူလိုင်းစနစ်သုံး FLIR Forward Looking Infrared ဤပညာကို drone မှာပြောင်းလဲအသုံးချလာတယ်လို့ကာကွယ်ရေးနယ်လုံခြုံရေးဆိုင်ရာချက်လက်တွေကိုပေးနေတဲ့ James Defense အဖွဲ့ကတုံ့တက်ထားပါတယ်